ကဲမေဆွေတွေအချိုးဝင်လည်းထွက်ပြီဆိုတော့ကျွန်တော်ထုံးစံတိုင်းပဲလာပြီเนาะ19ရက်နေ့ကကျွန်တော်ယူပေးထားခဲ့တာကျွန်တော်မေဆွေတွေတိမှာเนาะ channel တွေ subscribe လုပ်ထားတဲ့လူတွေရောဝင်ကြည့်တဲ့လူတွေရောအကုန်လုံးပဲဝန္ဒနာပါပြီးတော့ကစားတဲ့လူတိုင်းမေဆွေတိုင်းဒါပေါက်လိမ့်မယ်လို့ကျွန်တော်ကတော့ယူစားတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာ19ရက်နေ့တည်း3.3ခွေဘူးဆိုတော့ဖြစ်တော့ညနေပိုင်းမှာကျွန်တော်တို့မနက်ခင်းအောင်တော့မ3ညထိုက်နေကျွန်တော်မျှော်ခဲ့သေးတယ်เนาะ3ည8ဖြစ်သွားခဲ့တာပေါ့เนาะညနေပိုင်းမှာတော့3.4ဆိုတဲ့ကဏ္ဍနဲ့ ပေါက်လိုက်မယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ဒီမှာခွေဘူးကစားကြပါ၄၅၆ကြမ်းနေတာကို၃၈နဲ့ပဲကတ်ပြီးတော့ကစားပါလို့ကျွန်တော်ရှင်းပြထားခဲ့တာဖြစ်တယ်။ ညနေပိုင်းပေါ့နော်19ရက်နေ့ဆိုရင်တနေ့ကုန်ဆိုရင်တနေ့ကုန်တိုင်းဆိုပြီးတော့ကျွန်တော်ပြောပါတယ်ပတ်တိကိုလည်းကျွန်တော်ဒါ3ရက်ပတ်တိ16ရက်နေ့လည်းယူပေးထားခဲ့တာဖြစ်တယ်လို့3ရက်ပတ်တိရတာကျွန်တော်ဟိုကျွန်တော်နီးရဆိုရင်ဒီနေ့ကိုလည်းကျွန်တော်ကဒါ3ရက်ပတ်တိကိုပဲကျွန်တော်ကတော့ပြန်လည်ပြီးတော့ယူပါတယ်နော်ဒီနေ့တော့မိတ်ဆွေလေးပြန်လည်ပြီးတော့မကြိုက်ဘူးဆိုရင်တော့မှဒီကြံနေသေးတဲ့ခဏန်းကိုလည်း3ရက်နဲ့ပဲကျွန်တော်တို့ကတ်ပြီးတော့ထပ်ပါလိမ့်မယ်ကျွန်တော်ဒီဗီဒီယိုဆုံးလေးမှာဒီနေ့အတွက်တနေ့ကုန် break နှစ်ခုကိုလည်းကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ပရိတ်နိုင်နေဆိုတော့မိတ်ဆွေတွေကပရိတ်ပဲချုပ်လိုက်ပါလုံးမိုင်လေးကြီးတွေကိုဒီကျွန်တော်ပရိတ်နဲ့ပဲကတ်ပြီးတော့ကျွန်တော်တို့ကစားပါနော် channel subscribe လုပ်ပါနီးစက်ရ2 3တွေဒီကရုတွေမှာပဲဖြစ်ဖြစ် share လေးတွေတယောက်တစ်ချက်စီတော့နှိုက်သွားပေးပါနော်ကြည်ရမြင်တဲ့လူတွေပေါ့နော်ကျွန်တော်အဖွဲ့ဝင်တွေ member တွေလည်းဘာမှမခေါ်ပါဘူးမိတ်ဆွေတွေအကုန်လုံးကိုကျွန်တော်ရှင်ကြည်နဲ့ဒါကစားတဲ့မိတ်ဆွေတိုင်းဒါပေါအောင်လို့ကျွန်တော်ဒါ ထင်းနေမိပေါအောင်လို့ကျွန်တော်တင်ပေးနေခြင်းဖြစ်ပါတယ်ကျွန်တော်လေးကျွန်တော်ဟန်မှာဆိုတော့ကျွန်တော်ကကြာတာပြေးတောက်ကြမှာတိတ်ပြီးကစားလေးမရှိဘူးဘုတ်တို့တွင်းအပိုင်ပတ်တိနဲ့ဘုတ်တို့တွင်းအပိုင်ကိုဘုတ်တို့တွင်းအပိုင်ဘရိတ်တွေကိုပဲကျွန်တော်ကထုတ်ပြီးတော့စားတော့ကစားပြီးတော့မြင်နားတာပေါ့နော်ကျွန်တော်ဒါဒီရက်မှာတွေ့တာဂျန်နဲ့ရက်မှာတွေ့ကျွန်တော်ဒါခွေဘူးကစားဖို့တော့ကျွန်တော်ပေးထားခဲ့တယ်၄၅၆ဂျန်နဲ့ရော၃၈နဲ့ကပ်ဖို့ပေးတယ်မနေ့ကတော့လေးတလုံးကြတာဖြစ်တဲ့အတွက်ဂျန်နေတဲ့၅၆ကိုလည်း၃၈နဲ့ပဲကပ်ပြီးတော့ကျွန်တော်တို့ဒါကစားလို့ရပါတယ်နော် အဲ့တော့ဒီမနေ့အတွက်ဂျိုကနန်းကိုကျွန်တော်တို့ကြည့်လိုက်အောင်ဂျိုကနန်းဒီအဲဆိုရင်မမလက်ခံနိုင်နေဆိုတော့ဆက်လက်ပြီးတော့ကစားပါတော့အချိုကနန်းဒီပါဝါတွေရိုက်တာဖြစ်ပါတယ်ကျွန်တော်မနေ့ညနေကတုန်းကကျွန်တော်ဒီ၃ချက်ပြည့်ထွက်ပြီးသွားရင်ပါဝါဆိုပြီးတော့ကျွန်တော်ပါဝါကိုအားချမ်းချမ်းလေးထိုးဖို့အတွက်ဆိုပြီးတော့ကျွန်တော်ဒီမှာကျွန်တော် channel လေးမှာအဲကျွန်တော်က post မှာပဲကျွန်တော်ရေးပေးခဲ့တာပေါ့နော်ပါဝါကနန်းဒီ၁၉ရက်နေ့ညနေပါဝါအထူးထူးအားကောင်းသည်ဆိုပြီးတော့ကျွန်တော်ဒီမှာရေးပေးထားခဲ့တာပေါ့နော် အဲလိုင်းလမလေးလက်တယောက်တစ်ချက်စီတွေ့ရမြင်နေမိတ်ဆွေတွေကဘာလဲအပေးမိတ်ဆွေတွေကနှိပ်သွားပြီပါနော်ဟုတ်ကဲ့ပါဝါထူအားကောင်းနေဆိုတော့ကျွန်တော်ပေးထားတဲ့ပါဝါကသူတို့ကဒီမှာပေါ့နော်ညစ်ပြီးတော့ကျွန်တော်တို့ဒီမှာကြားတော့မှဒါ2.6တဲ့ဆိုပြီးတော့ပါဝါတူပါဝါရိုက်သွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့အတွက်ကိုကျွန်တော်ပြောရမယ်ဆိုရင်တော့ဒီနေ့အတွက်ကတော့ဗရိတ်ကိုဗရိတ်မှာဗရိတ်အပိုင်းကစားခြင်းပါလေဆိုတော့မိတ်ဆွေတွေလည်းကျွန်တော်ပြောပြပေးမယ်ဗရိတ်ကတော့ တစ်ပရိတ်6ပရိတ်ဖြစ်ပါတယ်တစ်6ပရိတ်ကိုချုပ်ပြီးတော့ကစားပါမိတ်ဆွေများတစ်6ပရိတ်နဲ့တန်းချီပေါင်းလို့ကစားလို့ရပါတယ်ပတ်တိကတော့3ရှစ်ပါနော်ပတ်တိကတင်းလာနေ့အထိကျုံးဝင်ပါတယ်ဒီနေ့ရတင်းလာနေ့အထိပါနော်ဘုံရှစ်ပတ်တိဖြစ်ပါတယ်မိတ်ဆွေတို့ဒီနေ့မိပေါက်ပါစေရပါစေအောင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်နော် channel လေးလည်းတယောက်တစ်ချက်စီ subscribe လေး like လေး share လေးနဲ့ကိုညီတော့ပေးကြပါအောင်နော်